အားလုံးပဲမင်္ဂလာပါ VOC သတင်းဌာနကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Elvin ပါဒီကနေ့ Masla 10ရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါယနေ့ညနားဆက်မဲ့သတင်းတွေကတော့ချင်းလက်နိုင်ငံရေလမ်းပြမြေပုံရေဆွဲရေးဆိုင်ရာအလုံယုံဆွေးနွေးပွဲတရက်ကိုချင်းမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်ရှိရာချင်းလုံမြို့မှာချင်းလန့်ကောင်စီရဲ့ဥဆောင်မှုနဲ့ကျင်းပခဲ့ကြပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတီထောင်ခွင့်ရှောက်ထားတဲ့ချင်းပြည်သူကွန်ကရစ်ပါတီမှာပါဝင်ခြင်းမရှိဘူးလို့စစ်ကောင်စီဖွဲ့ဝင်ဒေါက်တာမှုထံကညှိဆိုလိုက်ပါတယ်။မကွေးတိုင်းကဖဲမြို့နယ်ဆက်စီချေးရွာကချင်းမျိုးသမီးနှစ်ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားတဲ့တဲ့ရင်တွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ချင်းလက်နိုင်ငံရေးလမ်းပြမြေပုံရေးဆွဲရေးဆိုင်ရာအလုံယုံဆွေးနွေးပွဲတရက်ကိုချင်းမျိုးသားတအူ CNN ဘဟုဌာနချုပ်ရှီယာချင်းလုံမြို့မှာ ချင်းလက်ကောင်စီရဲ့ဥဆောင်မှုနဲ့ကျင်းပခဲ့ကြတယ်လို့သိရပါတယ်။မလ9ရက်နဲ့10ရက်နေ့ကကျင်းပခဲ့တဲ့အဲ့ဒီအလုပ်ယုံဆွေးနွေးပွဲမှာဒေါ်လာရဲ့အစိုးရ Revolutionary Government Bottom Up Federalism နဲ့ Nation and State Building ကောင်စဉ်ဖြစ်သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကစာတမ်းများတင်ပြဆွေးနွေးခဲ့ကြပြီးရှေ့လုံငန်းစဉ်တွေလည်းချမှတ်ဆွေးနွေးကြတယ်လို့သိရပါတယ်။ချင်းလက်နိုင်ငံရေးလမ်းပြမြေပုံရေးဆွဲရေးဆိုင်ရာအလုပ်ယုံဆွေးနွေးပွဲမှာချင်းလက်ကောင်စီအဖွဲ့ဝင်အဖွဲ့အစည်းများ ချင်းလန်းကောင်စီမနိုင်၃ရက်ကတာဝန်ရှိပုဂ္ဂိုလ်များစုစုပေါင်း60ကျော်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ထံပါတီတီထောင်ခွင့်လျှောက်ထားတဲ့ချင်းပြည်သူ့ကွန်ဂရက်ပါတီမှာပါဝင်ရှိမရှိဘူးလို့စစ်ကောင်စီဖွဲ့ဝင်ဒေါက်တာမှုထောင်ကညင်းဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့မလ6ရက်နေ့ကချင်းပြည်သူ့ကွန်ဂရက်ပါတီအမည်ဖြင့်ပါတီတီထောင်ခွင့်ပြုရန်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ထံလျှောက်ထားခဲ့ကြတာဖြစ်ပြီး အဲ့ဒီပါတီထဲမှာဒေါက်တာမှုထောင်ပူနောက်ထန်ကရှင်းပြဝင်ကြီးကျိုဟောင်းဦးဟုံငိုင်းတို့အပါအဝင်ရှင်းနိုင်ငံရေးသမားတချို့ဦးဆောင်ပါဝင်တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဒေါက်တာမှုထောင်ကရှင်းပြသူကွန်ဂရက်ပါတီဟာလူငယ်နှစ်ဦးကဦးဆောင်လျှောက်ထားတာဖြစ်ပြီးသူတို့အနေနဲ့ပါဝင်ခြင်းမရှိဘူးလို့ချင်းဝေါ်သတင်းဌာနရဲ့မေးမြန်းမှုမှာပြောဆိုခဲ့ပါတယ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်တဲ့နေရာမှာချင်းပြည်နယ်ချင်းလူမျိုးတွေအနေနဲ့နိုင်ငံရေးပါတီတည်ထောင်ပြီး ရွက်ောက်ပွဲမှာဝင်ရောက်ရှင်ပြန်ရမှာဖြစ်လို့ခုလိုနိုင်ငံရေးပါတီတီထောင်ခွင့်ရှောက်တာကိုအားပေးတယ်လို့လည်းဒေါက်တာမှုထောင်ကဆိုကြောင်းချင်းဝေါ်ကဖော်ပြထားပါတယ်ဒေါက်တာမှုထောင်ဟာစစ်တပ်ကြောထောက်နောက်ခံပြုထားတဲ့ချင်းပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဖြစ်ပြီး2023ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့ကအာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်ကစစ်ကောင်စီအဖွဲ့ဝင်အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်ပါတီစုံထွေထွေရွေးကောက်ပွဲကိုလာမယ့်2025ဒီဇင်ဘာလမှဒါမှမဟုတ် 2026ခုနှစ်ဇန်နဝါရီလထဲမှာကျင်းပသွားမယ်လို့အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကမတ်လ9ရက်နေ့ကဘယ်လာရုစ်နိုင်ငံကိုချစ်ကြည်ခီရောက်ရှိခဲ့ခြင်းမှာထပ်ပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။မကွေးတိုင်းကဖဲမြို့နယ်ဆက်စီကျေးရွာကချင်းမျိုးသမီးနှုံးဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခေါ်ဆောင်သွားကြောင်းစုံစမ်းသိရှိရပါတယ်။မတ်လ9ရက်ည2နာရီအချိန်မှာငဖဲမြို့ကကာကွယ်ရေးပစ္စည်းစက်ရုံက စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား40ခန်းဟာကာနစီစံငယ်ခုနစီဖြင့်ကျေးရွာအတွင်ဝင်ရောက်လာပြီးဖမ်းဆီးသွားတာလို့ဒေသခံတွေကနေသိရပါတယ်။ဖမ်းဆီးခံရသူ2ဦးဟာအသက်54နှစ်အရွယ်ဒေါ်ပါလွန်းနဲ့တမိဖြစ်သူအသက်18နှစ်အရွယ်မိုင်းအက်စတာမန်တို့ဖြစ်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဖမ်းခံရသူ2ဦးရဲ့ laptop နဲ့ဖုန်းကိုလည်းယူဆောင်သွားတဲ့အပြင်ကျေးရွာအတွင်ဖျားချောင်းနဲ့မူချိုချောင်းကိုဖျက်ဆီးခဲ့ပြီး ဖះเจ้าတဲ့ကဂီတာထဲမှာမိုင်းထောင်ခဲ့တာကိုလည်းတွေ့ခဲ့ရတယ်လို့ဒေတာခန်တူကပြောပါတယ်။ဆက်စီဂျေးရွာဟာအရှုချင်းလူမျိုးတွေနေထိုင်တဲ့ဂျေးရွာဖြစ်ပြီးအင်ဂျီ80ကျော်လူရဲ့984ဦးခန့်ရှိတယ်လို့သိရပါတယ်။ဒီကရဖေဝိုင်လာ10နှစ်ကလည်းငဖဲမြို့နယ်ဂုတ်ဝဂျေးရွာနဲ့ရင်ွယ်ဂျေးရွာကမျိုးသမီး၄ဦးအပောင်ဝင်ချင်းလူမျိုး16ဦးကိုစစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ်။ဂျကာလာခူမီချင်းမြို့နယ်စုများရေးရအတိုင်ပင်ခံကောင်စီ IKACC ဘလဝကောင်စီ PC အနေနဲ့ချင်းပြည်တိဆောက်ရေးနဲ့ Federal Democracy ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ထုတ်ပြန်ပါတယ်။ IKCCPC ရဲ့တတိယအကြိမ်ညီလာခံကိုမလ6ရက်နေ့ကနေ9ရက်နေ့အထိ၂ရက်တိုင်ကျင်းပခဲ့ပြီးနောက်မလ9ရက်နေ့မှာခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။နှစ်ရက်တာကျင်းပတဲ့ညီလာခံမှာဘလဝကောင်စီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ် Charter of Power Council ကိုတည်ပြုခဲ့ကြပြီးပြည်သူ့အုပ်ချုပ်ရေးမူဝါဒနဲ့စည်းမျဉ်များကာကွယ်ရေးမူဝါဒနဲ့ဗန္ဓာရေးဆိုင်ရာမူဝါဒနဲ့ လုံထုံလုံနည်းများကိုရေးဆွဲချမှတ်တည်ပြုခဲ့ကြတယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာအာဏာရှင်စနစ်ဟူသမျှပပျောက်ရေးနိုင်ငံရေးနဲ့အမျိုးသားတန်းတူမှုရရှိရေးလူမျိုးနွယ်စုများအကြားတန်းတူညီမျှမှုတရားမျှတမှုရှိသောချင်းပြည်တည်ဆောက်ရေးကိုကံကြမ္မာကိုဖန်တီးခွင့်အာမခံချက်ရှိသော Federal Democracy ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက်ပြည်တွင်းပြည်ပကပလောက်ဝပြည်သူတွေချင်းတော်လှန်ရေးအင်အားစုတွေအခြားသောတော်လှန်ရေးအင်အားစုတွေနဲ့အတူဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ IKACC PC ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ညီလာခံမှာ IKACCPC အလုံးမှုဆောင်များဌာနဆိုင်ရာအသီးသီးကတာဝန်ရှိသူတွေတမှုတွေဒေတာလိုက်အုပ်ချုပ်ရေးတာဝန်ရှိသူတွေကျေးရွာကိုယ်စားလှယ်တွေနဲ့လေလာသူစုစုပေါင်း306ဦးတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။မကွေးတိုင်းကဖဲမြို့နယ်အမ်ဘရန်လမ်းပိုင်းတောင်ပေါ်ချင်းကျေးရွာတွေကဒေတာကံပြည်သူတွေဟာတိုက်ပွဲတွေကြောင့်ထွက်ပြေးတင်းရှောင်နေကြရတဲ့အတွက် ကော်ဖီမခုယူနိုင်ဘူးလို့ဒေတာခံတွေစီကနေသိရပါတယ်။ တောင်ပေါ်ချင်းကျွော်ရီမှာကော်ဖီကိုအရင်ကတည်းကစီးပွားဖြစ်စိုက်ပျိုးကြပြီးနှစ်စဉ်ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလတွေမှာကော်ဖီသီးခူးယူကြတာဖြစ်ပါတယ်။ဒေသခံတွေဟာမကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်မှာဖြစ်ပွားနေတဲ့စစ်တိုက်ပွဲတွေကြောင့်စစ်ဘေးတင်းရှောင်နေကြရတဲ့အတွက်ကော်ဖီမခူးနိုင်ကြဘူးလို့ဒေသခံတွေကပြောပါတယ်။အရင်နှစ်တွေကကော်ဖီစိတ်တပိတ်တာ12000ဝန်းကျင်ဈေးပေါက်ခဲ့ပေမဲ့ဒီနှစ်မှာတော့ကော်ဖီစိတ်တပိတ်တာ3000ကျပ်ဝန်းကျင်အထိဈေးပေါက်နေကြတာပါ။ အမ်ဘရန်လမ်းပိုင်းဟာစစ်ကောင်စီတပ်ကရခိုင်ပြည်နယ်ဘက်ကတိုက်ပွဲတွေကိုအင်အားဖြည့်တဲ့အခါအုံပြုတဲ့လမ်းကြောင်းဖြစ်ပြီးဒေသကာကွယ်ရေးတပ်ဖွဲ့တွေကမကြာခဏတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်ကောင်စီကခရီးယံဘာသာဝင်တွေအပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုတွေနဲ့လူခွင့်ရချိုးဖောက်မှုတွေကျူးလွန်နေတာကိုလူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ဆက်ရာဇဝတ်မှုတွေအဖြစ်သတ်မှတ်ပေးဖို့အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးမာကိုရူဘီယိုကိုတိုက်တွန်းကြောင်း အမေရိကန်ခြေစိုက်ခရီးယန်ဘာသာရေးအဖွဲ့နဲ့မြန်မာအရေးလှုပ်ရှားနေတဲ့အဖွဲ့ကစာတစောင်ရေးသားပေးဖို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။ Maryland ပြည်နယ်ခြေစိုက် Burma Research Institute ကနေဦးဆောင်ပြီးနိုင်ငံခြားရေးဝန်ကြီး Marco Rubio C ကိုမတ်လ9ရက်နေ့ကပေးဖို့ခဲ့တာဖြစ်ပြီးအဲ့ဒီစာထဲမှာ American နှစ်ချင်းခရီးယန်နဲ့ Catholic ခရီးယန်ဘာသာရေးအဖွဲ့တွေ American ခြေစိုက်မြန်မာအရေးအဖက်အဖွဲ့တွေနဲ့မြန်မာအရေးတက်ချွတ်လှုပ်ရှားတဲ့အဖွဲ့50တဖွဲ့ကပါဝင်လက်မှတ်ရေးထိုးထားပါတယ်။ မြန်မာနိုင်ငံကနှစ်ချင်းခရင်ဘာသာဝင်တွေအခြားခရင်ဘာသာဝင်တွေနဲ့အခြားဘာသာဝင်တွေဟာမြန်မာစစ်တပ်ရဲ့ပြစ်မှတ်ထားဖိနှိပ်မှုခံရတဲ့အတွက်ဒီလိုရက်တွေရတန်းကရက်ဖို့လက်မှတ်ရေးထိုးတောင်းဆိုတာဖြစ်တယ်လို့ American နှစ်ချင်းခရင်အကြောင်းတော်များအသင်း ABC USA ကဘုံတော်ကြီးဒေါက်တာရမ်မက်လီကပြောပါတယ်မြန်မာစစ်တပ်ဟာ2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာရတပ်ပြည်သူတွေပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေ တို့မြင့်လာပြီးမြန်မာပြည်သူတွေပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်အောင်အမေရိကန်အစိုးရအနေနဲ့ပါဝင်ကူညီဖို့လိုအပ်ပါတယ်လို့ Burma Research Institute ရဲ့ဥက္ကဋ္ဌဦးစုံသွန်းမွန်ကပြောပါတယ်။ခရီးရန်ဘာသာဝင်တွေပေါ်ပြစ်မှတ်ထားကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကိုလူသားမျိုးနွယ်ပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုနဲ့စစ်ရာဇဝတ်မှုတွေအဖြစ်သတ်မှတ်ခြင်းဟာစစ်ကောင်စီရဲ့လုပ်ရည်တွေအတွက်တာဝန်ခံမှုရှိစေဖို့အရေးကြီးတဲ့ခြေလှမ်းတစ်လမ်းဖြစ်ပြီးအယက်သားပြည်သူတွေပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်လာရပ်ဖို့ နဲ့ခရီးယန်ဘာသာဝင်တွေအပါအဝင် လူနည်းစုအားလုံးကိုအကာအကွယ်ရဖို့ဖြစ်လာမယ်လို့ Burma Research Institute ကထုတ်ပြန်တဲ့ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။ဒီရင်ဘဲ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။